အားလုံးပဲမင်္ဂလာပါဒီနေ့အတွက်မြင်ထားတဲ့ကွင်းလေးစပေးရလို့ရမှာပေါ့နော်အဲ့ဒါလည်းပြပေးမယ်မမနေ့ကပြခဲ့တဲ့ကွင်းပေါ့လေကိုပရိတ်သုံးမင်ချားလေကိုပရိတ်သုံးမင်ချားလေကိုပရိတ်အဲ့လိုကြပြီးတော့သူ့ရဲ့ဝန်ကြီးမင်းနဲ့မှကြားတယ်သူ့ရဲ့ဝန်ကြီးမင်းနဲ့မှကြားတယ်သူ့ရဲ့ဝန်ကြီးနောက်နေ့မင်းနဲ့မှကြားတယ်အဲ့လိုကြပြီးတော့ ယနေ့ကညနေပိုင်းမှာဒီဘက်ကဒေကိုပရရဲ့မျက်နှာချင်းဆိုင်ရဝမ်းကျင်ရညနေမှာကြားတယ်။မဒေကိုပရရဲ့မျက်နှာချင်းဆိုင်ရဝမ်းကျင်ညနေမှာကြားတယ်။လေကိုပရရဲ့မျက်နှာချင်းဆိုင်ရဝမ်းကျင်ညနေမှာကြားတယ်။မလေကိုပရအမခုံပရခုံပရခုံပရဆိုပြီးရှိုက်ခဲ့တယ်။ဒီဟာတွေကတော့ပင်ကြတယ်မှန်းနေပြီ။အဲ့တော့ ဒီမိနစ်မှာသူကဘာဆက်ပြီးတော့မြင်လဲဆိုတော့ဒီလေးခုပရိတ်ချိန်ခဲ့တဲ့ကောင်းရဲ့ပရိတ်ဒီမှာကတချောက်ပရိတ်ဒီမှာအောက်ဘက်မှာတချောက်ပရိတ်ဒီမှာလည်းလေးခုပရိတ်ချိန်ခဲ့တဲ့ကောင်းရဲ့အောက်ဘက်မှာခုနှစ်ပရိတ်ဒီမှာလည်းလေးခုပရိတ်ချိန်ခဲ့တဲ့ကောင်းရဲ့ရှစ်ပရိတ်ဟာရှစ်ပရိတ်ဆိုပြီးဒီမှာရိုက်မှာ ရှစ်သုံးပြည့်ပေါ့နော်ခေါ်ပဲရှစ်သုံးပြည့်အဲ့တော့သူ့ဘာတွေနဲ့ရိုက်မလဲရှစ်သုံးပြည့်ကိုဘာတွေနဲ့ရိုက်မလဲဒီတွေနေ့တိုင်းမှန်နေတဲ့ဒီလေးတွေနဲ့တွဲပြီးတော့ရိုက်ကြမယ်အဲ့တော့ဒီမှာအလက်တပင်တော်တော်ရှည်ရှည်မြဲမြဲဟိုလုံးနေရာနဲ့ပြခဲ့တယ်တော်တော်လေးမှန်နေတာပေါ့နော်ဒီသုံးလုံးပေါင်းချင်း385သုံးလုံးပေါင်းချင်း385ဒီအဲ့လိုနဲ့သူတောင်းရှောင်းမှန်လာတာဒီမှာ644ပေါင်းချင်း လေးကိုနှစ်ကြီးဘာလဲဒီနေ့မှလှတယ်ပေါ့နော်ဒါပေမဲ့ဒီထိတ်လုံးရဲ့ကြီးရလေဒီလုံးနဲ့သက်ဆိုင်တဲ့ကြီးရပေါ့နော်ဒီမှာရှစ်ဆိုရင်ရှစ်သုံးတက်ရှစ်ပါပါသုံးရှစ်နှစ်ခက်တက်ရှစ်သုံးတက်ကြီးရမနေ့ပိုင်းမှာသူကညှိရဒီမှာ6လေး6ကြီးမနေ့ပိုင်းမှာညှိရအဲ့လိုနဲ့တောင်းလျှောက်ညှိလာတာဒီနေ့အတွက်9နှစ်300ကြီးဒီမနေ့ပိုင်းမှာညှိမယ် အဲ့တော့ခုနှစ်သုံးရဂီးနဲ့ရှစ်သုံးဒီပရိတ်တွေကိုရှစ်သုံးပရိတ်ကိုတွဲလိုက်လို့ရှိရင်ဒီမှာကနေ6ကွက်ခုနှစ်ရနှစ်ကွက်နည်းနည်းနှစ်ကွက်သုံးရနည်းနှစ်ကွက်ကနန်း6ကွက်ရှိမယ်ဒီဘက်ကကိုလေးနှစ်ဂီးနဲ့တွဲမယ်ဆိုရင်နှစ်ကပါပြီကိုလေးနဲ့ဟာလေးကိုလေးလေးကိုကိုဒါလေးထည့်ရအောင်ဒီမနေ့ထိုးကြည့်ကြမှာပေါ့ကွာ ဒီမှာလေးဘူးမူလေးအကြတော့ဒါတော့အပတ်တိုင်းကျွေးပါတယ်ဒါပေမဲ့အခုရှိအပတ်တည်းမှာဆိုရင်နည်းနည်းလေးသူကရှင်းနေနေချက်ချင်းပေးတာရှိတယ်လို့ချက်ချင်းမပေးဘဲနဲ့ဒီခုံဘူးမှာတော့ချက်ချင်းပေးသွားခုံဘူးမှာချက်ချင်းပေးတာရှစ်ဘူးမူကြတော့ဒီချက်မပေးအဲ့လိုအနေထားလိုက်တော့ရှိတယ်ဒါပေမဲ့ဒီနေ့အတွက် ရှစ်သုံးပြိတ်နဲ့သူကတိုက်ဆိုင်နေတယ်။အဲဒါကြောင့်ဒီကောင်မှာရှစ်ကွက်ရှိတယ်။ဒီထဲမှာပါတဲ့ဟာတွေဆိုရင်ဒီမှာရှစ်သုံးပြိတ်နဲ့တိုက်ဆိုင်နေတဲ့ဟာလေးတွေကပို့ပြီးတော့နည်းနည်းတင်ထိုးကြမှာနော်။ဒီဒီပတ်စာခံမှတ်ချက်တဲ့မှာဆိုရင်ခေါင်းနဲ့ထွက်သွားပြီ။နော်။ငါတို့ညာသုံးရှစ်ပြိတ်တယ်ထွက်သွားပြီပေါ့နော်အဲ့တော့အခုကြံတာလေးဆက်ထိုးလို့ရအောင် ပြပေးရပါအားလုံးပဲပောက်ကနန်းကိုမြင်အောင်တွေ့အောင်ရှာနိုင်ပါစေကိုရထားတဲ့ကီးတွေပရိတိဝန်းကျင်တွေနဲ့ပောက်ကနန်းကိုတွေးနိုင်ပါစေလို့ဆန္ဒပြုပါတယ်အားလုံးပဲကောင်းကြပါစေဘိုင်ဘိုင်နော်